ဟောင်ကောင်မှာလူငယ်လေးတွေရဲ့ခြေစွမ်းတစ်ထက်ဗရိတ်မန်လောမမိန်လာများမန်ချက်စတာဖော်ဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်မန်ချက်စတာယူနိုက်တက်ဟာအာရှတိုးရဲ့ဒုတိယပွဲအဆင့်အပြင်ဟောင်ကောင်လေးရေးစင်အသင်းနဲ့ရှင်းပယ်ကစားခဲ့ပြီးကံကောင်းစွာနဲ့ကမ်းပတ်ပြန်လာနိုင်ခဲ့တာကြောင့်ဒီကြိမ်တော့သိခါဆယ်နိုင်ပွဲပြန်ရှာနိုင်ခဲ့ပါရင်ယူနိုက်တက်ဟာလူငယ်လေးချီတိုအိုဘီရဲ့အတွင်းကိုနှစ်ကိုနဲ့ဟောင်ကောင်လေးရေးစင်အသင်းကိုအနိုင်ယူခဲ့ပြီး3-1နဲ့အနိုင်ရရှိခဲ့တာပါ တရီတို့ကပြီးခဲ့တဲ့ရက်မှာရင်အာဆီယံဩစတြေးလျအသင်းကိုမမောင်လင်းရဲ့တကိုးတဲသောအသွင်းကိုနဲ့ရှုံးနေထားတဲ့အတွက်ကမ္ဘာအလယ်မှာမျက်နှာပြက်စရာတွေဖြစ်ထားရပါတယ်။ရေဘင်အင်မိုရင်ကသူ့ရဲ့အသင်းဟာအသက်ရှူကျန်နေခဲ့တယ်လို့ဆိုခဲ့ပြီးဟောင်ကောင်နဲ့ပွဲမှာရလဒ်ကောင်ယူမယ်လို့လည်းပြောခဲ့ပါသေးတယ်။အင်မိုရင်ကသူ့ရဲ့လူစင်းမှာစီနီယာနဲ့လူငယ်လေးတွေကိုမျှတတဲ့ပုံစံနဲ့ရောင်းတော့လာခဲ့ပြီးဘရူနိုဖာနန်တက်၊ကတ်စမဲတို့၊အလက်ဂျန်ဒိုဂါနာချိုနဲ့ရာမက်ကွိုင်လန်တို့ကိုလူငယ်လေးတွေနဲ့အတူပွဲထွက်ကစားရင်ဟောင်ကောင်ကိုရင်ဆိုင်စေခဲ့ပါတယ်။ ပွဲဆက်ဆံခြင်း၅မိနစ်မှာရင်ကက်စမဲတို့ကဖာနန်ဒက်ရဲ့ free kick ကိုဂိုးဖြင့်အဆုံးသတ်ပေးလိုက်နိုင်ခဲ့ပေမဲ့လူချိုနေခဲ့တာကြောင့်အောင်ပွဲခံခွင့်မရရှိလိုက်ပါဘူးဒီလိုမျိုးခွင့်ရေးတွေကိုအသုံးချနိုင်ခဲ့တာကြောင့် United တို့ prime မှာပေးဆက်လာရပါတယ်ပွဲချိန်၁၆မိနစ်မှာတော့ Brazil သားတိုက်စဲမှုလေး Juning ဟိုကကန်ချာကောင်းကောင်းနဲ့ကန်သွင်းယူခဲ့တာကြောင့် Hong Kong ဟာအန်အောလောက်ဆရာဥစ္စာကိုရရှိသွားခဲ့ပြီး United တို့ခြေလှမ်းနောက်ကောက်ကြခဲ့ရပါတယ် ကိုဗစ်လာရပြီးတဲ့နောက်မိုးရီထဲမှာအပူချိန်မြင့်တက်နေတဲ့ကြားက United ဟာခြေပါကိုရရှိဖို့ကြိုးစားနေကြပါတယ်။ Final နဲ့ဟာ Hong Kong ကိုတမနဲ့အတူချင်းတွင်းဆုံတဲ့အခွင့်အရေးရရှိခဲ့ပေမဲ့လည်းလွဲချော်ခဲ့ပါတယ်။ညနောက်ခံကစားမလေး Jaden Kamen ဆွန်ရဲ့ကံချက်ကလည်းရှင်းထုတ်ခံလိုက်ရပါတယ်။ ပရိုင်မာယူနိုက်တက်ကဘောလုံးပိုင်ဆိုင်မှု80ရာနှုန်းကျော်ရှိထားပြီးဂိုးပေါင်းတင်မှုကလည်း15ကျင်းအောင်ရှိခဲ့ပေမဲ့ဂိုးတကူတော်များရှိခဲ့တာကြောင့်အင်မိုရီကိုစိတ်ဆိုးဒေါသထွက်စေပါရင်ဟောင်ကောင်ကတော့အခွင့်အရေးတစ်ချိန်ပဲရှိခဲ့ပေမဲ့အတွင်းကိုရရှိသွားခဲ့တာပါဒီတော့ဒုတိယပိုင်းအတွက်အင်မိုရီကကစားမ17ရာလုံးကိုလူစားလေးလိုက်ပါရင်အာမက်တီယာလိုကိုဘီမိုင်လိုမေဆွန်ပေါ့မန်နီယာအိုကာတင်းနဲ့ချီရိုအိုပီမာတင်တို့လိုကစားမတွေဒုတိယပိုင်းမှာပါဝင်လာခဲ့ပြီးတင်းအီတို့ရဲ့ရလဒ်တွေကိုပြောင်းပြန်လည်မှုစူးစမ်းလာပါရင် အမော်ရီရဲ့ဆုံးဖြတ်ချက်ကမှန်ကန်ခဲ့ပါရင်အိုဘီမာဒင်က United အတွက်လိုအပ်နေတဲ့တိုက်စစ်ကွက်လက်ကိုဖြည့်ပေးနိုင်ခဲ့ပါရင်လိုလန်တိုက်စစ်မိုးလေးကဒုတိယပိုင်းပြန်ဆက်ဆက်ခြင်း9မိနစ်ပါရင်အသင်းအတွက်ခြေပါဂိုးရယူပေးနိုင်ခဲ့ပြီးတရင်းဒီလိုကိုတက်ကြွလာစေပါရင်လူငယ်လေးကနောက်တစ်ခုရတော့မလို့လဲဖြစ်လိုက်သေးပေမဲ့ခေါင်းတိုက်ချက်ကဂိုးတိုင်ဘေးကနေအနီးကပ်ဖြတ်သွားတဲ့အခါနှမျောစရာဖြစ်ခဲ့ရပါရင်ဟောင်ကောင်က United ဘက်ကိုတိုက်စစ်ဆင်ထိုးပေါက်တာမျိုးနှဲပါခဲ့ပေမဲ့ဒုတိယဂိုးရမလို့ဖြစ်လိုက်ပါသေးတယ်။ဒါပေမဲ့ဂိုးဧရိယာထဲမှာ ဂရိုင်းတန်အောင်တန်းနေနှစ်ကြိမ်ဖျက်ထုတ်လိုက်ကြသလိုအန်တီဘာရီတာကလည်းကောင်းမွန်တဲ့တန်းစီမှုတစ်ခုပြုလုပ်နိုင်ခဲ့ပါတယ်။ယူနိုက်တက်ဟာလက်ချန်15မိနစ်မှာမေဆွန်မောက်တယောက်ပနဒီအေရီယာထဲမှာဖိတက်မောကျူးလွန်ခံရရပြီးပနဒီမရခဲ့တာကြောင့်စိတ်ဆိုးဒေါသထွက်ကြပါတယ်။ဒါပေမဲ့82မိနစ်မှာလူငယ်လေး ်ချီရိုအိုဘီကနောက်ထပ်တကောတင်းယူနိုင်ခဲ့ပြီး United အဆက်ထမခွဲရအောင်ကာကွယ်လို့ဟောင်ကောင်ကိုပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ် United တို့ကပွဲကိုအဆုံးသတ်ဖို့အချိန်လုံလောက်ရှိခဲ့ပြီးနောက်ဆုံးမိနစ်မှာနောက်ထပ်လူငယ်လေးတစ်ယောက်ရဲ့အဆုံးသတ်ကိုမြင်ခဲ့ကြပါတယ် United အနာချင်းချင်းပေါ်မှာ Aiden Heeman ရဲ့အသွင်းကိုနဲ့အပိတ်အနိုင်ကိုရရှိနိုင်ခဲ့ပါတယ်ဒီလိုနဲ့ United ဟာလတလောမှာစေးပြဲစရာအပြောင်းရွှေ့တဲ့နေအများပြနေတယ်ဆိုပေမဲ့ကစားသမားတွေအတွက်နိုင်ရက်ကိုစိတ်အေးအေးဖျက်သန်းနိုင်ဖို့အနိုင်ရက်လက်တစ်ခုရှာဖွေနိုင်ခဲ့ပါတယ် အထူးသဖြင့်လူငယ်အလေးတွေရဲ့ခြေစွမ်းကိုတွေးမြင်ခဲ့ကြရပြီးနားရသည့်အသင်းကြီးမှာဘယ်သူတွေနေရာရလာမလဲဆိုတာကြိုတင်ရင်ခုံနိုင်ခဲ့ပါတယ်။ United ဟာအာရှတိုးကိုနိုင်ဝဲနဲ့ပိတ်သိမ်းနိုင်ခဲ့ပြီးလိုအပ်နေတဲ့မွေကြေးနည်းငယ်ကိုရှာဖွေနိုင်ခဲ့ပါတယ်။ United ကနေရာသည့်ပိတ်ရက်ကာလကိုစတင်ဖျက်ဆီးတော့မှာဖြစ်ပြီးကစားမသည့်ခေါ်ယူရေး၊ကစားမဟောင်းနဲ့ရောင်းထုတ်ရေးကိုဦးစားပေးအောင်မှာဖြစ်ပါတယ်။ United ဟာနောက်ထပ်ခြေစွမ်းပွဲတစ်ပွဲကို July 19ရက်နေ့ Stockholm မှာ Leeds United နဲ့နှင်းစီတာဗီကစားပြီးပြန်လည်ဖွင့်လှစ်ပါအောင်မယ်။ ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့လောက်ပါမယ်နောက်နေ့မှလည်းအင်္ဂါစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ